ကျွန်တော်တစ်ချက်နမူနာပြပေးမယ်နော်ကျွန်တော်ဒါဒီကဘဲကင်ဖိုး80ဆီယံပါဒီကောင်ဘဲကင်ဖိုးကလေကျွန်တော်ကဒါဒီကောင်ကဒါအောက်ခြေအပိုင်းပေါ့နော်ဒါကအောက်ခြေအပိုင်းဒီဘက်က1 byte အပိုင်းဟိုဘက်မှာကအပေါ်အဖုံးနဲ့အပေါ်အဆင့်အပိုင်းအလုံးပေါင်း၄ဘိုင်းရှိတယ်နော်ဒီဘဲကင်ဖိုးကလာလို့ရှိရင်၄ဘိုင်းလာတယ်ဒီလိုမျိုး၄ဘိုင်းလာပါတယ်။သူကပြန်ဆင့်လာပါတော့။ကျွန်တော်ဒီကောင်ဘဲကင်ဖိုတည်းကျွန်တော်အရင်တော့ကလည်းလုံးဝမတူတော့ဘူး။အဲကျွန်တော်အရင်တော့ဟာနေဆိုရင်နည်းနည်းအနာလုံးနဲ့ ဒါပို့ပြီးတော့အသားအရန်ထူတယ်ထူတဲ့အပြင်မှာဒီနားမှာအခုအခုလို့ကြည့်လိုက်ပါမှာနော်ဒါလုံးဝဆက်ဖြီတာနော်ဒီနေရာလဲဆက်ဖြီထားတယ်ဒီဘက်ချမ်းလဲဆက်ဖြီထားပါတယ်အကုန်လုံးဆက်ဖြီထားပါတယ်နော်သူကပုံစံလေးပြောင်းသွားပြီခင်ဗျအရင်တော့ကလည်းမတူဘူးအရင်တော့ကတော့ဒီနားမှာဂေးစော်ထားတာဂေးစော်ပြီးတော့မှဒီအပေါ်ကတံပြားလေးအဝိုင်းလေးကိုပဲဂေးစော်ပြီးအပေါ်မှာတင်ပေးထားအခုကလုံးဝမဟုတ်တော့ဘူးသူကပြောင်းသွားပြီး ဒီလိုမျိုးလေးတွေမှာပုံစံခွက်လေးတွေနဲ့မှုရိုက်ပေးထားတယ်။ဒီကောင်လည်းလုံးဝပုံစံခွက်တိုင်းသူကဒီအောက်ခြေကလုံးဝပြတ်ဖို့လုံးဝမရှိတော့ဘူးခင်ဗျ။အဓိကအောက်ခြေမပြတ်အောင်အထိုင်ကိုကောင်းအောင်လုပ်ပေးထားတယ်။ဘာဖြစ်လို့ဆိုတော့ check in back in အခောက်ကင်အဲဝက်ခောက်ကင်နေကင်တဲ့ခါကြာလို့ရှိရင် C တွေကြာရလေ။အဲ့ခါကြာလို့ရှိရင်အနားလုံးနာမျိုးလိုဂေးရေဆော်တာလို့ဆိုရင်ခဏလေးနဲ့ပျက်စီးလွယ်တယ်။သူကကြောက်တော့အဲ့ဒီဒဏ်နေကာကွယ်ဖို့အတွက်လုံးဝဂေးမဆော်တော့ဘူး။အကုန်လုံးကိုဆက်နေ pressure ဖိလိုက်တယ်နော်။ pressure ဖိလိုက်တဲ့အတွက်ကြောင့်အကုန်လုံးကဆက်ဖိပြီပဲဒါလေးကပို့ပြီးတော့ကောင်းသွားတယ်ခင်ဗျဟုတ်เนาะဒီဘက်ချမ်းကိုကြည့်မယ်ဒီဘက်ချမ်းကျတော့ဒါကဘိုက်ကိုတယ်ပေါ့နော်ဘိုက်ကိုတယ်ကဒီနားမှာဘာပဲလို့မှန်ပါလဲလို့အကိုတို့မေးမယ်အဲ့ဒါကလေသူကအထက်ကအဲအသားပေါ့နော်ဘဲကင်တို့ချက်ကင်တို့အခောက်ကင်တို့သူတို့ရဲ့အသားတွေလှမလှချက်မချက်မီးတွေးရဲ့မီးပုတ်ချိန်ဘလောက်ရှိတလဲဆိုတာကိုဒီအပေါက်ကနေကြည့်ဖို့အတွက်သူကလုတ်ပေးထားတာနော်ဒါကအတွင်းကိုမြင်အောင်လုတ်ပေးထားတာ ဒီအောက်မှာမြင်ရတဲ့အပေါက်ကကြတော့သူကမီးတွေးထဲဖို့ခင်ဗျမီးတွေးကိုအဲကနေအပေါက်ကလေးဖွင့်လိုက်တာနဲ့မီးတွေးလမ်းထည့်လို့ရတယ်မီးတွေးကုန်သွားပြီဆိုရင်အကုန်လုံးပြန်ဖွင့်လို့မလွယ်တော့ဘူးလေဘဲကင်ကင်နေပြီသူဒီစတီးဖို့ရအရန်ပူနေမှာပူလို့ရှိရင်မီးတွေးကုန်ပြီဆိုထည့်ဖို့ဆိုဒါလေးကုန်ပြန်ချဖို့ဆိုတော့မဖြစ်တော့ဘူးလေအဲ့တော့ဒီအောက်ကအပေါက်လေးဖွင့်မိသားတယ်အဲကနေလက်ကလေးရှို့ပြီးတော့မီးတွေးတွေထည့်လို့ရပါတယ်နော်အဲဒါကတော့အပေါက်ဖုံးနဲ့အပေါက်ကဒီဘက်မှာဆင့်ရမယ့်ဟာပေါ့နော် အော်ဟိုအပေါ်မှာမြင်ရတဲ့ဒီအဖုံးလေးကလေဘာလဲဆိုတော့အထက်မှာအပူသားများလို့ရှိရင်ဒါလေးကိုဖွင့်ပြရပါတယ်ခင်ဗျအဲ့ဒါကိုဖွင့်တော့ရှင်အပူလေးကအပေါ်ပြန်တက်လာမယ်အထက်မှာအောင်းပူနဲ့ဘဲကင်ကိုกินရတာခါနော်အဖုံးကတော့ပိတ်ထားရတယ်ဟိုအဲ့ဒီအဖုံးလေးကတော့ဖွင့်ပြရပါတယ်ခင်ဗျဟုတ်ကဲ့ပါ